စကိုင်းငလင်ဘေးဒဏ်တင်ခဲ့လို့ပြည်သူထောင်ချီတေဆုံးတာဒီနေ့ဧပြီလ2ရက်ဆိုရင်ရသက်ဘတ်နီးပါးကြာမြင့်ခဲ့ပါပြီအခုရသက်ဘတ်တာကာလအတွင်းမြို့သားညွေရေးဆွေရ NUG ရဲ့ NUG ရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးရနေရဆိုင်ရာစီမံခန့်ခွဲဝင်ကြီးဌာနပြောင်စုဝင်ကြီးဒေါက်တာဝင်းမြတ်အေကို TV Studio ကနေတိုက်ရိုက်ဆက်သွယ်မြင်းမြန်သွားပါမယ်ရှင်။ မင်္ဂလာပါဝင်ကြီးရှင် DV နဲ့အင်တာဗျူးအတွက်အခုလိုအချိန်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။အခုဆိုရင်သကိုင်းငလင်လှုပ်ခတ်ခဲ့တာပေါ့နော်။အာရက်သက်တပတ်တပတ်ခန့်ရှိလာခဲ့ပါပြီ။ဒီချိန်နေမှာ NUG အနေနဲ့ဘာတွေအဓိကလှုပ်ဆောင်နေပါသလဲရှင်။အမှအဓိကလားဘာဖြစ်သွားလဲဆိုအဓိကအဖြစ်တော့ဒီအဆင့်ကိုကျော်လွန်သွားတာပေါ့နော်။ချာဝေကယ်ဆယ်တဲ့အဆင့်ကိုကျော်လွန်သွားတယ်။ဒါကြောင့်မလို့ကျွန်တော်အနေနဲ့ဒီကလားမှာအထူးသဖြင့်ဒီပြည်သူတွေပေါ့တကယ်အသက်ရှင်လွတ်မြောက် တဲ့ပြည်သူတွေဆက်လက်ပြီးတော့အသက်ရှင်နိုင်ဖို့အတွက်အရန်အရေးကြီးတယ်အဲ့ဒီအတွက်ကိုကျွန်တော်တို့စူးစမ်းနေတယ်ဒါပေမဲ့အဲ့ဒီမှာစိန်ခေါ်မှုတွေအများကြီးရှိတယ်စိန်ခေါ်မှုတွေအများကြီးရှိတယ်ဆိုတာလက်ရှိမြေပြင်ရအခြေအနေကိုကျွန်တော်တို့သိတဲ့အခါမှာကျွန်တော်ဒါအတွက်ကိုစိန်ခေါ်မှုတွေအများကြီးရှိတော့ဒါအတွက်ကိုစူးစမ်းဖို့အတွက်ကျွန်တော်တို့လည်းစူးစမ်းမယ်ကျွန်တော်တို့ကခုနချိတ်ချိတ်ထားတဲ့ကွန်ရက်ဖွဲ့စည်းကြီးလည်းကြိုးစားမယ်နိုင်ငံတကာကလည်းကြိုးစားရမယ်ပေါ့အဲ့တော့အဲ့ဒီစိန်ခေါ်မှုတွေကိုကျွန်တော်တို့ကခေါ်ထုတ်ရတာပေါ့ဒီအချိန်လေးခါမှာ ဲ့ဒါအရေးကြီးဆုံးအခြေအနေဖြစ်တယ်ကျွန်တော်ဒီအကူအညီတွေပေးဖို့ပေါ့နော်စာဝင်တွေစာတောက်ရေးတွေစသဖြင့်ပေါ့အဲ့ဒီစိန်ခေါ်မှုတွေကိုတိမှကျွန်တော်တို့ကဒါကိုကြော်လွှားနိုင်မယ်ပေါ့နော်ဒါကြောင့်အဲ့ဒီစိန်ခေါ်မှုတွေကိုကျွန်တော်တို့ချက်လက်တွေကျွန်တော်တို့ရရှိအောင်ဆောင်ရွက်ထားပါတယ်လို့ ဟုတ်ကဲ့ပါအခုလိုမျိုး NUG ဘက်ကနေပြီးတော့ကိုကြီးကယ်ဆယ်ရေးပိုင်းတွေကိုဆောင်ရွက်ရမှာပေါ့နော်ဒီ NUG ထိန်းချုပ်ရာနေရာတွေမှာပဲလုံနိုင်တဲ့အနေအထားမျိုးလားအာငလင်တန်ပြင်းထန်ခဲ့တာကဒီစစ်ကောင်စီထိန်းချုပ်ရာနေရာတွေမှာလည်းများတော့လေဒီတော့ဘယ်လိုမျိုးစိန်ခေါ်မှုတွေရောရှိနေပါသလဲရှင်ဥမာအဖြစ်ကျွန်တော်တို့ကနိုင်ငံတကာရဲ့အကူအညီတွေကိုကျွန်တော်တို့ကြိုဆိုတယ်။လာရောက်ကြိုဆိုလာရောက်လုပ်ပေးတာတွေကိုလည်းအများကြီးကျေးဇူးတင်တယ်ပေါ့။ဒါပေမဲ့နိုင်ငံတကာရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေရောက်နိုင်ဖို့ကအကန့်အသတ်ရှိတယ်။ ကန့်သက်တွေရှိတယ်အဲ့တော့ငလင်းဘေးထိခိုက်တဲ့မြို့နယ်တွေမှာအရေးပေါ်တုံ့ပြန်တဲ့လုပ်ငန်းတွေကခုနကကျွန်တော်ပြောသလိုကိုထူကိုထပဲလှုပ်ဆောင်ရတာဖြစ်တဲ့အတွက်ကြောင့်အဲ့မှာနီးပညာနဲ့စက်ရံတရားတွေအရန်လိုအပ်တယ်အပြည့်အစည်တွေကလည်းအများကြီးကြံနေတယ်အဲ့တော့ဓာရီအတွက်ကိုကျွန်တော်တို့ကနိုင်ငံတကာရဲ့အကူအညီတွေကျွန်တော်တို့ထပ်ပြီးတော့လိုအပ်တယ်ဆိုတော့ကျွန်တော်ဒီနေရာမှာဒါစိန်ခေါ်မှုတရားအနေနဲ့မလှုပ်ဆောင်နိုင်သေးတာကိုကျွန်တော်ပြောချင်တယ်နောက်တစ်ချက်ကတော့အဲ့တော့စစ်တပ်နဲ့နောက်သူ့ရဲ့လုံခြုံရေးအဖွဲ့တွေကနေရာတော်တော်များများမှာခွင့်ပြုချက်မပေးဘူးဆိုတာရှိတယ် checkpoint ဆိုတာစစ်ဆေးတဲ့ဂိတ်တွေလောက်ထားပြီးတော့ဒါဆောင်ရွက်တာတွေရှိတယ်အဲ့တော့ကျွန်တော်တို့တကယ်လို့ရမှာကစည်ရင်းစရာကောက်ရေးတို့เนาะထောက်ပံ့ရေးတို့အညှိနှိုင်းပေါင်းစပ်ရေးဆိုတဲ့လုပ်ငန်းတွေမှာအခက်အခဲတွေအများကြီးကြုံရသေးတယ်ဒါဒုတိယချက်ပေါ့နောက်တစ်ချက်ကတော့ဒီစစ်တပ်ကနေပြီးတော့ဒီတည်ယူပို့ဆောင်ရေးနဲ့အဲဘာခေါ်မလဲဆက်သွယ်ရေးဆိုင်ရာအကန့်အသတ်တွေလည်းရှိတယ်ပေါ့နော်ဒါကြောင့်မလို့ဒီအကန့်အသတ်တွေကိုကျွန်တော်တို့ကြော်လွန်ဖို့အတွက်ဆိုလို့ရှိရင်အဲ့ဒါကြီးကြော်လွန်နိုင်မှကျွန်တော်တို့ကဘေးတင်ပြည်သူတွေကစားဝတ်နေရေးအတွက်ကိုဖြည့်ရှင်းနိုင်မယ် ူတို့ကအခုစာဝန်ကြီးအခက်ခဲကြုံနေရတယ်အဲ့တော့ဒီနောက်ပြီးတော့စစ်တပ်ထိန်းချုပ်မှုမှာရှိနေတဲ့ဒီအရေးပေါ်တုံ့ပြန်ရေးတာဝန်ရှိတဲ့အဖွဲ့အစည်းတွေပေါ့ဒီအဖွဲ့အစည်းတွေကလည်းပတ်မိုးကူညီမှုဒီဒီအဖွဲ့အစည်းတွေကလည်းဘာဖြစ်လဲဆိုတော့ပတ်မိုးကူညီမှုပေးရမယ်ဒီအဖွဲ့အစည်းတွေရဲ့ပတ်မိုးကူညီမှုကလည်းမရဘူးဖြစ်နေတယ်ပေါ့အဲ့ဒါဟာအရေးကြီးတဲ့အချက်ဖြစ်တယ်နောက်တစ်ချက်ကတော့အညာဒေတာအခုကအညာဒေတာညာဒေတာမှာဖြစ်တော့နေအပူချိန်ရတယ်အယမ်းမြင်ပါတယ် လူတွေကလည်းဒုက္ခတွေရောက်နေတော့ကောင်းကောင်းနားမြူနိုင်ဘူးအမိုးကလည်းလုံလုံလောက်အောင်မရှိဘူးဒါကြောင့်ပင်မနှမ်းနေတယ်တောက်သွင်းရည်လည်းပြတ်သက်ဒါကြောင့်မလို့လူတွေကတော်တော်ဒုက္ခပေါ်မှာဒုက္ခပူရောက်နေတာဖြစ်တယ်ပေါ့ဟိုဒီဆောင်ရွက်ရမယ်လက်တွဲဆောင်ရွက်ရမယ်လူတွေနဲ့ကျွန်တော်ညှိနှိုင်းပြီးတော့ဒါဆက်လက်ပြီးတော့ဟိုအဲ့ဦးနေလောက်တာပေါ့ကျွန်တော်တို့ရဲ့လက်တံတွေကိုဖြန့်ပြီးတော့ဆောင်ရွက်ရမှာရှိတယ်အဲ့ဒီလိုပဲဒီအခက်ခဲတွေကိုနိုင်ငံတကာသိပြီးတော့ဒါတွေကိုသူတို့အနေနဲ့ဝင်ရောက်ပြီးတော့ကူညီတဲ့အခါမှာဒီအချက်တွေကိုအလေးထားပြီးတော့ကူညီဖို့လူတွေဆိုတော့လေကျွန်တော်နေဒီစိန်ခေါ်မှုတွေကိုကျွန်တော်ပြောပြတာဖြစ်ပါတယ်အဲ့လို ဟုတ်ကဲ့ပါဒီနိုင်ငံနိုင်ငံတကာအကူအညီတွေကပေါ့နော်ဒီငလင်တန်ထိခိုက်ခံစားရတဲ့ပြည်သူတွေစီကိုအာထိထိရောက်ရောက်မရောက်ဘူးဆိုတဲ့သတင်းတွေလည်းစပြီးတော့ကြားလာနေရပါတယ်ဒီတော့ NUG အနေနဲ့ရောဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ကြားသိရတာဘလို့ရှိပါသလဲရှင့်ပြီးတော့ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ NUG အနေနဲ့ဘာတွေလှုပ်ဆောင်နေတာရောရှိမလဲရှင့်အဲ့ဒါကတော့ဒီသတင်းကတော့အမှန်ပဲ တို့အဖွဲ့အစည်းတွေကိုယ်တိုင်ကလည်းကျွန်တော်တို့ ਨੇ ခိတွေ့တဲ့အခါမှာဒီသတင်းပြီးပေးရလဲရှိတယ်တို့ကိုယ်တိုင်ပေါ့နော်သတင်းကြီးပေးရလဲရှိတယ်မြေပြင်ကသတင်းတွေလည်းရှိတယ်ပေါ့ဒီလှုပ်ထုံးလုံကြီးတွေကိုပုံပုံစံပြောင်းအောင်ပါပေါ့နော်အဲ့တော့အခြားနီးဘယ်လိုလုပ်မလဲဒါမှမဟုတ်ဒါနဲ့အတူတူတွဲပြီးတော့အခြားထိရောက်တဲ့နီးတစ်ခုကိုပေါ်ဆောင်ရမယ်ဒီနီးတွေကလည်းကျွန်တော်တို့ကဒီစစ်တပ်ကနေပြီးတော့ဒီလိုထိမ့်ချုပ်ထားတဲ့နေရာတိုင်းမှာကျွန်တော်တို့တကယ်ဒုက္ခရောက်နေတဲ့လူတွေကို ဘလူကူညီရမယ်ဆိုတာကိုကျွန်တော်ကပြောနေကြဒီစကားတွေကဒီနိုင်ငံတကာနဲ့တွေ့တဲ့အခါမှာပြောနေကြဒါ alternative mechanism ပေါ့အခြားနည်းပေါ့သို့မဟုတ် parallel mechanism ပေါ့ဒီနည်းနဲ့အတူတူတွဲပြီးတော့အခြားတွဲပြီးတော့လုပ်တဲ့နည်းပေါ့အဲ့ဒီဟာတွေကိုကျွန်တော်တို့အနေနဲ့ဒါလုတ်ပေးဖို့ဆိုတော့ကျွန်တော်တို့ဟိုဆောင်ဒီကြိုးစားပြီးတော့ဆောင်ရွက်နေပါတယ် နိုင်ငံတော်ဝမ်းမှာပေါ့နော်ငလင်တန်ကြောင့်လူထောင်နဲ့ချီတေဆုံးပြီးတော့ထိခိုက်ဆုံးရှုံးမှုတွေများပြားနေတဲ့အချိန်မှာဒီ NUG နဲ့တိုင်းဒေသလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တချို့အပြည့်ရကြီးညာခဲ့တယ်ပေါ့နော်ဒီအချိန်မှာစစ်ကောင်စီဘက်ကတော့လေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လှုပ်ဆောင်နေပြီးတော့အပြည့်ရဖွဲ့တွေကိုလည်းဆက်လက်တိုက်ခိုက်မယ်ဆိုပြီးတော့ရှေ့မှာပြောခဲ့တယ်ပေါ့နော်အဒီပေါ်ကိုရောဝင်ကြီးအနေနဲ့ဗာမြန်ပြောကြားလိုပါတယ်လဲရှင်ဒါကတော့အထူးစိတ်မကောင်းစရာဖြစ်တယ်ဒါဘေးဒုက္ခရောက်နေတဲ့ချိန်မှာတဘာဝပြီးထပ်ပြီးတော့ငကူတွေက ဒုက္ခတွေဖြစ်နေတာမြန်မာနိုင်ငံကလူတွေကအခုတခါထပ်ပြီးတော့ဒီငလင်ဘေးကြီးဖြစ်တဲ့ခါကျတော့တကယ်ကိုဒုက္ခပေါ်ဒုက္ခဆင့်တာပေါ့ဆိုတော့ဒီကိစ္စတွေကိုမလုပ်ဖဲနဲ့ဒီစစ်ရေးကိုပဲဆက်ပြီးတော့ခေါ်ဆောင်နေမယ်ဆိုလို့ရှိရင်ပြည်သူကိုလုံးဝဂရုမစိုက်တော့ဘူးဆိုတာတေချာနေတယ်ပေါ့နော်ကျွန်တော်တို့ NGO ကကျွန်တော်တို့ကြီးညာတယ်နှစ်ပတ်နော်အပြစ်ခတ်ရဲစဲမယ်လို့ကြီးညာတယ်နော်ပြည်သူလူထုဒုက္ခရောက်နေတာဒီကျွန်တော်တို့ဝိုင်းဝန်းပြီးတော့ကူညီကြမယ် ငကိုတဲ့ပို့ပြီးတော့ကျွန်တော်တို့ဟိုအားလုံးစုစည်းနဲ့ဆောင်ရွက်ကြမယ်ဆိုတာကိုကြေညာထားပြီးသားဖြစ်တယ်။ဒါပေမဲ့သူတို့ကဒါကိုဂီးမဆိုင်ဖဲနဲ့ပို့ပြီးတော့ခြေမုံမဲ့ကိစ္စတွေရှိလာတယ်။နော်လေချောင်းတိုက်ခိုက်မှုတွေပိုဆိုးလာတယ်။နော်လက်နဲ့ကြီးရင်လည်းပြစ်တာတွေလှုပ်လာတယ်။အဲဒီလိုပဲဘယ်နေရာမှာရှိရှိခြေမုံမဲ့ဆိုရက်ဟာဖြစ်နေတဲ့အတွက်ကြောင့်အခုဒုက္ခရောက်နေတာလေတကယ်တမ်းဆိုလို့ရှိရင်ပြည်သူဒုက္ခရောက်နေတယ်။သူတို့ရဲ့ control နေမြေမှာပဲရှိရှိကျွန်တော်တို့ control နေမြေမှာရှိပြည်သူတွေပဲဒုက္ခရောက်တဲ့ပြည်သူတွေပေါ်မှာထပ်ပြီးတော့ဒီ တဲ့ခိုက်မှုတွေလုပ်အောင်မယ်ဆိုလို့ရှိရင်တော့ပြည်သူကတော့လုံးဝအလေးမထားတော့ဘူးဆိုတာသိကြနေပြီဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့အဲဒီကိစ္စမှာပေါ့နော်ကျွန်တော်အားလုံးကညီညွတ်ညွတ်နဲ့ဒါကိုဒီဒီဟာကိုသိပြီးတော့ကျွန်တော်တို့ဒီတွန်းလှန်ဖို့လိုတယ်ဆိုတာကတော့ကျွန်တော်တို့အနေနဲ့ပြည်သူတွေကပေါ့နော်ဒီလူဒုက္ခစိတ်ဒုက္ခရောက်နေတဲ့အချိန်မှာထပ်ပြီးတော့ဒုက္ခတွေမရှိအောင်ကျွန်တော်တို့ကတော့အတတ်နိုင်ဆုံးလူဒုက္ခတွေလည်းကယ်မယ်စိတ်ဒုက္ခတွေလည်းကယ်မယ်ကယ်ပြီးတဲ့အခါမှာကျွန်တော်တို့ပြည်သူတွေနဲ့အတူတူ 报表二月月四四零零年上月到美国。